တနင်္ဂနွေသားသမီးတွေအတွက်တပတ်စာတဲရော့ကကြမှာကိုဖတ်ကြားပြဆိုပေးမှာဖြစ်ပါတယ်တနင်္ဂနွေသားသမီးတွေယခုချိန်ယခုကာလမှာတော့အလုံးနှမျိုးလောက်ခြင်းဝင်ငွေနှမျိုးရခြင်းညုံရတတဲ့အချိန်ဖြစ်ပါကြီးရတဲ့လုပ်တွေရဲတင်းလုပ်ပါအင်တိုင်းအားတိုင်းလုပ်ပါဆရာသမားလိုပုံကိုယ်ကြီးနဲ့တိုင်းတိုင်းဝန်လုပ်ရတဲ့လုပ်ငန်းမျိုးတွေအကောင့်ထဲပေါ်ရတဲ့အချိန်ဖြစ်ပါ ဟောစာပစ္စည်းနဲ့ပတ်သက်တဲ့ကိစ္စလေးတွေမှာတော့ဆက်ပစ္စည်းအစ်ဝင်ခြင်းစိန်တဲ့ပစ္စည်းအစ်ဝင်ခြင်းတွေကြုံရတဲ့အချိန်ဖြစ်ပါမိတ်ဆွေပေါင်းတဲ့တဲ့ကရရလာဝပါတဲ့သူတွေကိုယ်ကောင်းကျိုးပေးတယ်၎င်းတို့နဲ့ပူတွေပေါင်းဆက်တဲ့လို့တွေစင်ပြပါလိမ့်မယ်အောင်မြင်ပါလိမ့်မယ်တတိထားမဲ့နေ့နဲ့တရားတာထတဒနနံပါတ်ပါတဲ့သူတွေကိုတော့တတိထားရှောင်ကြဉ်ရမှာဖြစ်ပါ သာသမီနဲ့ပတ်သက်တဲ့ကိစ္စကောင်းကျိုးခံစားရမယ်အောက်လက်ငယ်သားနဲ့ပတ်သက်တဲ့ကိစ္စနာမည်ကုန်တင်ရမယ်ကားဝယ်ဖို့ရည်ရွယ်ထားတဲ့သူတွေဝမ်းမှန်တလာတွင်းဝယ်ပါဗျရန်နယ်နောက်ဆက်နဲ့ပတ်သက်ပြီးတော့ကိုကတော့ရန်မလို့ဘူးတိုးတိုးလည်းပဲရန်အဟောင်းနေရကိုတဖန်ပြန်ပြီးတော့ရန်စကျူးကျော်တိုက်ခိုက်တာမျိုးတွေကြုံရတဲ့အချိန်ဖြစ်ပါလေ အခြေရင်းနဲ့ပတ်သက်တဲ့ကိစ္စအိမ်တော်ရေးနဲ့ပတ်သက်တဲ့ကိစ္စဒီမှာတော့အားမလာတဲ့ဟောရမယ်ဆိုရင်တော့နှစ်ယောက်ဖြစ်တဲ့တဲ့ကာလပဲဖြစ်ပါတယ်ဗျဘယ်တယောက်ညာတယောက်လှေနဲ့နှစ်ဖက်နင်းဆိုတဲ့ကိန်းကနန်းမျိုးရောက်လို့နေပါတယ်ကျမရည်နဲ့ပတ်သက်တဲ့ကိစ္စကတော့သွေးကိုအကြောင်းပြုနဲ့ယောဂါတွေဖြစ်တဲ့တဲ့သွေးပေါင်းတက်ခြင်းသွေးပေါင်းကျခြင်းကျွေးသွေးဖြူယောနေခြင်းသွေးလေးဘက်နာဖြစ်ခြင်းဆိုတဲ့ယောဂါတွေဖြစ်တတ်ပါတယ်ခံစားရတတ်ပါတယ် ဘုရားဘာသာကိုးကွယ်တဲ့သူတွေအတွက်ဒိဋ္ဌံပိတစ်မျိုးကိုညွန်ကြားပြဆိုရမယ်ဆိုရင်တော့တတဒေဝမနုဿတန်အောင်ပြီဆိုဒီနေ့ကိုပရိခုနှစ်ပတ်စိတ်ကမှာပဲဖြစ်ပါတယ်ကိုယ့်ရဲ့ကံတရားအကောင်းမဲ့ကိုဥတီပြောင်းလဲနေတာ80ရာခိုင်နှုန်းရှိပါလလဘာနဲ့ပတ်သက်တဲ့ကိစ္စတရားတော့ငါးခန်းနဲ့ပတ်သက်ပြီးဝင်လာပါလိမ့်မယ်900 9000 9000 9000 3900 3900 3900ဝင်လာတဲ့အချိန်ဖြစ်ပါ တပတ်စာလက်ကြီးကလာကိုညွန်ကြားပြဆိုရမယ်ဆိုရင်တော့အဝါရောင်တို့အပြာရောင်တို့တွဲဆက်ထားတဲ့ကာလာတွေဝစ်စင်ကြအားဖြင့်ကိုဘက်ကနေကန်တာစီရမယ်ကန်ခွင်လင်းကောင်းရမယ်ကိုပြောတဲ့စကားတွေအောင်မယ်တဖက်လူကိုဘက်ပါလာမှာပဲဖြစ်ပါတယ်တော့ရတဲ့အခုကိုညွန်ကြားပြဆိုရမယ်ဆိုရင်တော့တောက်တော်ကြီးရေတံဘူးရှစ်ဘူးအမွေးတိုင်ရှစ်တိုင်ဖျောင်းတိုင်ရှစ်တိုင်မြတ်စွာဘုရားကိုကတ်လူပူဇော်လူတန်းပါကိုဖြစ်ခြင်းနဲ့ဆန္ဒတွေကိုလေးလေးနက်နက်ယုံကြည်ကြည်နဲ့အသေးစိတ် အတန်ထွက်ပြီးတဝါကြီးဆူတောင်းပါဗျ။ဒါဆိုရင်တော့လူကြီးမင်းတို့မှကြုံတွေ့ရမယ်။ကန်စာရာညံ့ခိုက်တီပြေပြောက်ပြီး ကောင်းကျိုးချမ်းသာမင်္ဂလာတွေရောက်ရှိစေမှာပဲဖြစ်ပါလေဗျ။ကျွန်တော်ကတော့ထားရအောင်လေးပါဗျာလူကြီးမင်းတို့အနေနဲ့ဒီဗီဒီယိုဖိုင်လေးကိုဘယ်မျိုးဘယ်တိုင်းဘယ်ရက်ွက်ဘယ်ပြည်နဲ့ဘယ်နိုင်ငံနေကြည့်ရှုအားပေးနေတဲ့ဆိုတာကိုလည်း comment box မှာရေးပေးခဲ့ပါဦးဗျာမြစ်တာဖို့ဆူတောင်းပေးခြင်းလို့ပါ တလဲလာသားသမီးတွေအတွက်တပတ်စာတဲတော့ကံကြမှာကိုဖတ်ကြားပြဆိုပေးမှာဖြစ်ပါတယ်။တလဲလာသားသမီးကဒီချိန်ဒီကာလမှာတော့အလုပ်ပြောင်းနေရာပြောင်းအိမ်ပြောင်းအိမ်ရာနေရာထိုင်ခြင်းပြောင်းနေကြုံရတတ်တဲ့ချိန်ဖြစ်ပါတယ်။ဘလို့ပဲပြောင်းပြောင်းကောင်းသောပြောင်းလဲခြင်းဖြစ်ပါတယ်ဗျ။ဩဇာပစ္စည်းနဲ့ပတ်သက်တဲ့ကိစ္စတွေမှာတော့ကိုပိုင်ဆိုင်တဲ့ပစ္စည်းတွေတေချာတိတ်ဆိတ်ထားဖို့လိုအပ်ပါတယ်။ဒိုင်းလိုက်ခံခြင်းကြပြောက်ခြင်း မေးကြံခဲ့ခြင်းဖြစ်တတ်ပါလေဗျအထူးသဖြင့်တယ်လီဖုန်းကိုဂယုစိုက်ပါဗျမေးဆွေပေါင်းတင်တဲ့ကပဖပပမနာမည်ပါတဲ့သူတွေကိုကောင်းကျိုးပေးတယ်၎င်းတို့နဲ့ပူတွဲပေါင်းဆက်တဲ့အလုပ်တွေအောင်မြင်မယ်ဖြစ်ထွန်းမယ်တတိထမင်းနဲ့ဒီတစ်ခါတည်းမှာလိုက်မယ်တထတဒနနာမည်ပါတဲ့သူတွေတတိထရှောင်ကြရမယ်၎င်းနေ့နဲ့ဒီကကိုယ့်ပုံမှာမကောင်းပြောဆိုခြင်း မကောင်းကြံစီခြင်းတွေပြုလို့ဆောင်ရွက်ပါလိမ့်မယ်။သာသမီနဲ့ပတ်သက်တဲ့ကိစ္စကောင်းကျိုးခံစားရမယ်။အောက်လက်ငယ်သားနဲ့ပတ်သက်တဲ့ကိစ္စနာမည်ကုန်သတင်းရ။ကားဝယ်ဖို့ရည်ရွယ်ထားတဲ့သူတွေ20ရက်အတွင်းဝယ်ပါဗျ။ကားကောင်းကားတန့်ကိုပိုင်ဆိုင်ရမယ့်အချိန်ဖြစ်ပါတယ်။ရန်နဲ့နောက်ချက်နဲ့ပတ်သက်ပြီးတော့ရန်ရှိလာလို့မင်းရှိပါတယ်ဗျ။သွားတတိလာတတိဇာတတိနဲ့နေပါ အခြေအနေနဲ့ပတ်သက်တဲ့ကိစ္စအိမ်တော်ကြီးနဲ့ပတ်သက်တဲ့ကိစ္စလေးတွေမှာတော့ကိုယ့်ရဲ့ချစ်သူကိုယ့်ရဲ့အိမ်တော်ဘက်တရားကိုယ့်ကိုအနိုင်လူချင်းတဲ့စိတ်တွေရှိပါတယ်။အဲ့တော့အနိုင်လူချင်းအရှုံးပေးနှလုံးအေးတဲ့စေပေါ့ဗျာ။ကျမ်းမာရေးနဲ့ပတ်သက်တဲ့ကိစ္စမှာတော့၆လောက်အောက်ပိုင်းနဲ့ပတ်သက်တဲ့ယောဂါဥကောင်းပိုင်းနဲ့ပတ်သက်တဲ့ယောဂါတွေဖြစ်တတ်ပါတယ်ခံစားတတ်ပါ ဗုဒ္ဓဘာသာကိုးကွယ်တဲ့သူတွေအတွက်ဒိဋ္ဌံပလီတစ်မျိုးကိုညွှန်ကြားပြဆိုရမယ်ဆိုရင်တော့ဘဂဝါအောင်ပြီဆိုပြီးတနည်းကိုပဒီ၅ဘက်စိတ်ကမှာပဲဖြစ်ပါကံတရားကောင်းဘက်ကိုဥတီရွေ့လျားနေတာ90ရာခိုင်နှုန်းရှိလလဘာနဲ့ပတ်သက်တဲ့ကိစ္စတွေကတော့ခုနှစ်ကနန်းကိုအကြောင်းပြုပြီးတော့ဝင်လာပါလိမ့်မယ်ခုနှစ်ရာလို့ခုနှစ်ထောင်လို့ခုနှစ်သောင်းလို့ခုနှစ်သိန်းလို့သိန်း90လို့သိန်း900လို့သိန်း9000လို့ဝင်လာတတ်တဲ့အခြေဖြစ်ပါ တပတ်စာလက်ကြီးကလာညွန်ချပြဆွေရမယ်ဆိုရင်တော့အနီရောင်လို့အဖြူရောင်လို့တွဲဆက်ထားတဲ့ကာလာတွေဝစ်စင်ခြင်းအဖြစ်ကိုဘက်ကနေကန်တာစီရမယ်ကန်ခွင်လန်းကောင်းရမယ်ကိုပြောတဲ့စကားတွေအောင်ပဲတဖက်လူကိုဘက်ပါလာမှာပဲဖြစ်ပါတယ်တဲတော့ရတဲ့တကူညွန်ချပြဆွေရမယ်ဆိုရင်တော့ကောင်းခြင်းပေါင်းတပတ်ကန်အုံဒီမော့မော်လေးဖြူအမွေးတိုင်းတတိုင်းဖြောင်းတိုင်းတတိုင်းဆက်ပြီးတော့မြဲစွာဖြောင်းကတ်လူပူဇော်လူတန်းပါ ဒါဆိုရင်တော့လူကြီးမင်းတို့မှာကြုံတွေ့ရမယ်ကန်စာတာညံ့ခိုက်တွေပြေပြောက်ပြီး ကောင်းကျိုးချမ်းသာမင်္ဂလာတွေရောက်ရှိစေမှာပဲဖြစ်ပါလေဗျာကျွန်တော်ကတော့ထိုက်အောင်လင်းပါဗျာလူကြီးမင်းတို့အနေနဲ့ဒီဗီဒီယိုဖိုင်လေးကိုဘယ်မျိုးဘယ်တိုင်းဘယ်ရက်ွက်ဘယ်ပြီးနဲ့ဘယ်နိုင်ငံကနေကြည့်ရှုအားပေးနေဆိုတော့ကိုလည်း comment box မှာရေးပေးခဲ့ပါအောင်ဗျာမြစ်တာဘူးဆူတောင်းပေးခြင်းလို့ပါ ဧကာသသမိတွေအတွက်တပတ်စာတဲတော့ကညမာကိုဖတ်ကြားပြဆိုပေးမှာဖြစ်ပါတယ်။ဧကာသသမိကဒီချိန်ဒီကာလမှာတော့အလုံးနေရာပြောင်းဝခြင်းအိနေရာပြောင်းဝခြင်းတိုက်ခန်းနေရာပြောင်းဝခြင်းဌာနပြောင်းဝခြင်းဇာတုပြောင်းဝခြင်းတွေကြောင်းရတဲ့ချိန်ဖြစ်ပါတယ်။ဘလို့ပဲပြောင်းပြောင်းကောင်းသောပြောင်းလဲခြင်းဖြစ်ပါတယ်ဗျ။ဟုတ်တာပစ္စည်းနဲ့ပတ်သက်တဲ့ကိစ္စလေးတွေမှာတော့တိုက်ခန်းဝင်ခြင်းဖုံကောင်းဖုံးတဲ့ ထုံးသစ်နောက်ဆုံးပေါ်အိုင်ဖုန်းစံပြီးပရိုမတ်တွေဝင်ချင်းဒါတွေကြုံရဖို့ရှိပါတယ်မိတ်ဆွေပေါင်းတဲ့တဲကစစစစညံနံပါတ်ပါတဲ့သူတွေကိုယ်ကောင်းချိုးပေးတယ်၎င်းတို့နဲ့ပူတွေပေါင်းဆက်တဲ့လုပ်တွေစင်ပြပါလိမ့်မယ်အောင်မြင်ပါလိမ့်မယ်တတိထားမဲ့နေ့နဲ့ညတော့အာအီဥအေအောအောင်တို့အေးတို့ဤတို့ပါတဲ့သူတွေတတိထားရှောင်ကြရမှာဖြစ်ပါတယ် သာသမီနဲ့ပတ်သက်တဲ့ကိစ္စနာမည်ကုန်တင်ရမယ်အောက်လက်ငါးသားနဲ့ပတ်သက်တဲ့ကိစ္စကောင်းကျိုးခံစားရမယ်ကားဝယ်ဖို့ရည်ရွယ်ထားတဲ့သူတွေ18ရက်အတွင်းဝယ်ပါဗျခါကောင်းကားတန့်ကိုပိုင်ဆိုင်ရမှာဖြစ်ပါတယ်ရန်နယ်နောက်ဆက်နဲ့ပတ်သက်ပြီးတော့ဒီချိန်ဒီကာလမှာရန်ရှင်းရန်လင်းနေတာကိုတွေ့ရပါတယ်ဗျခြေနဲ့ပတ်သက်တဲ့ကိစ္စအိမ်တော်ရေးနဲ့ပတ်သက်တဲ့ကိစ္စရန်ဖြစ်လိုက်ပြန်ချစ်လိုက်ဆိုတဲ့ကိန်းကနဲမျိုးရောက်လို့နေပါတယ် ဘုရားဘာသာကိုးကွယ်တဲ့သူတွေအတွက်ဒိဋ္ဌံပီတစ်မျိုးကိုညွှန်ကြားပြဆိုရမယ်ဆိုရင်တော့ဂုံတော်ကိုးပါပရိကိုးပဲစိတ်ကမှာပဲဖြစ်ပါဇမ္မာရင်နဲ့ပတ်သက်တဲ့ကိစ္စကသွားနာခြင်းသွားကတ်ခြင်းတွေဖြစ်တယ်ပါလေခါနာခြင်းခါကတ်ခြင်းတွေဖြစ်တယ်ဘုရားဘာသာကိုးကွယ်ရင်တော့ပရိများများစိတ်ကမယ်မွေးနေ့တိုင်းတက်တက်လွတ်စားပြရမှာဖြစ်ပါ မိမိရဲ့ကံတရားအကောင်းဘက်ကိုဥတည်ရွေ့လျားနေတာ80%ရှိပါလက်လာဘာနဲ့ပတ်သက်တဲ့ကိစ္စတွေမှာတော့900လို့900ထောင်လို့900တောင်းလို့900သိန်းလို့သိန်း90လို့သိန်း900လို့သိန်း900ထောင်လို့သိန်း900တောင်းလို့ဝင်လာတတ်တဲ့အချိန်ဖြစ်ပါတပတ်စာလက်ကြီးကလာကိုညွန်ကြားပြဆိုရမယ်ဆိုရင်တော့အနီရောင်ရဲရဲပါသောဝစ်စားတွေကိုဝစ်စင်ခြင်းအဖြစ်ကိုယ့်ဘက်ကနေကံတာစီးရမယ်ကံခွင်လန်းကောင်းရမယ်ကိုပြောတဲ့စကားတွေအောင်မဲ့တစ်ဖက်လူကိုယ့်ဘက်ပါလာမှာပဲဖြစ်ပါ တဲ့တော့ရတာတခုညွန်ကြားပြဆိုရမယ်ဆိုရင်တော့ဩညွန်က6ညွန်အမွေးတန်6တိုင်ဖျောင်းနိုင်က6တိုင်မြဲစွာဖျောင်းကတ်လူပူဇော်လူတန်းပါဒါဆိုရင်တော့လူကြီးမင်းတို့မှာကြုံတွေ့ရမယ်ကံစားတာညှန့်ခိုက်ပြီးပြေပြောက်ပြီးကောင်းကျိုးချမ်းသာမင်္ဂလာတွေရောက်ရှိစေမှာပဲဖြစ်ပါလေဗျကျွန်တော်ကတော့ထိုက်အောင်လင်းပါဗျ လူကြီးမင်းတို့အနေနဲ့ဒီဗီဒီယိုဖိုင်လေးကိုဘယ်မျိုးဘယ်တိုင်းဘယ်ရက်ွက်ဘယ်ပြည်နယ်ဘယ်နိုင်ငံကနေကြည့်ရှုအားပေးနေတယ်ဆိုတော့ကိုလည်း comment box မှာရှင်းပေးခဲ့ပါအောင်ဗျမြင့်တာဖို့ဆုတောင်းပေးခြင်းလို့ပါဘုဒ္ဓဘုရားသမီးတွေအတွက်တပတ်စာတဲတော့ကညီမကိုဖတ်ကြားပြဆိုပေးမှာဖြစ်ပါဘုဒ္ဓဘုရားသမီးများဒီချိန်ဒီကာလမှာတော့မိမိကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့တူတဲ့တက်ရောက်သေး ။တစထိုးလောက်တာဒီလိုလုံးဝလုံးဝရှောင်ကျင်တဲ့ကာလဖြစ်ပါ။ဟာမစုကောင်းအေးထားပြုလုပ်ပါတက်သည့်နားလည်ပြီးတိုင်မြင်ညှိနှိုင်းပြီးလုပ်ပါ။အမားတွေ့တဲ့ကာလဖြစ်ပါလေ။ဘုရားပစ္စည်းနဲ့ပတ်သက်တဲ့ကိစ္စတွေမှာတော့စိန်ဝင်ခြင်းဆက်ပစ္စည်းအသည့်ဝင်ခြင်းနေကြုံရတဲ့အချိန်ဖြစ်ပါ။မိတ်ဆွေပေါင်းတဲ့ကကခကကံကနံပါတ်ပါတဲ့သူတွေကိုကောင်းချိုးပေးတယ် ၎င်းတို့နဲ့ပူးတွဲပေါင်းဆက်ပြီးလှုပ်တဲ့လှုပ်တဲ့စင်ပြေပါလိမ့်မယ်အောင်မြင်ပါလိမ့်မယ်တတိထားမဲ့နေ့နဲ့ဒီခါလဲမှားလိုက်ပါမယ်ရရလာဝပါတဲ့သူတွေတတိထားရှောင်ကြင်ရ၎င်းနေ့နဲ့တည်းကမိမိပေါ်မှာမကောင်းပြောဆိုခြင်းမကောင်းကြံစီခြင်းတွေပြုလုပ်ဆောင်ရွက်ပါလိမ့်မယ်သာသမီနဲ့ပတ်သက်တဲ့ကိစ္စကောင်းကျိုးခံစားရမယ်ရဝေးရောက်နေတဲ့သာသမီတွေပြီးပါရောက်နေတဲ့သာသမီတွေနဲ့စာဆက်တွေလူဆက်တွေငွေဆက်တွေရလာတတ်တဲ့အချိန်ဖြစ်ပါ အောင်းလငယ်သားနဲ့ပတ်သက်တဲ့ကိစ္စအဟောင်းနေထွက်မယ်အစ်စ်တည်းရောက်လာတာမျိုးတွေကြုံရတယ်။ရန်နေနောက်ဆက်နဲ့ပတ်သက်ပြီးတော့ကိုကတော့ရှံမလို့ပါဘူးကို့ကိုရှံလို့တဲ့သူတိုက်ခိုက်တဲ့သူတယောက်ရှိ။ခြေရင်းနဲ့ပတ်သက်တဲ့ကိစ္စအိမ်တော်ကြီးနဲ့ပတ်သက်တဲ့ကိစ္စတွေမှာတာယာချင်းပျော်ရွှင်ခြင်းကြည်နူးခြင်းပြားရံကြီးထွက်ခခြင်းတွေကြုံရတတ်တဲ့အချိန်ဖြစ် ကျမရင်းနဲ့ပတ်သက်တဲ့ကိစ္စလေးရတော့ဒူးနာမယ်ဒူးကြိုက်မယ်နားလိုနှကောင်းလိုနှလုံးလိုနဲ့ပတ်သက်တဲ့ယောဂါတွေဖြစ်တတ်ပါတယ်ခံစားရတယ်ဘုရားဘာသာကိုးကွယ်တဲ့သူတွေအတွက်ဒိဋ္ဌံပီတမျိုးကိုညွှန်ကြားပြဆိုရမယ်ဆိုရင်တော့ဝိဇ္ဇာစာရဏတမ္မေနောအောင်ပြီဆိုပြီးတော့ဒီနေ့ကိုပရိသုံးဘက်စိတ်ကမှာပဲဖြစ်ကိုယ့်ရဲ့ကံတရားအကောင်းဘက်ကိုဥတီရွှေ့လျားနေတာအိတ်ဒီပါစင်ရှိပါ လလဘာနဲ့ပတ်သက်တဲ့ကိစ္စတွေအရနှစ်ကနန်းကိုကြောင်းပြပြီးတော့ဝင်လာပါလိမ့်မယ်200 2000လို့2000လို့2000သိန်းလို့သိန်း20လို့သိန်း200လို့သိန်း2000လို့သိန်း2000လို့ဝင်လာတတ်တဲ့အချိန်ဖြစ်တပတ်ကလက်ကြီးကလာကိုညွန်ကြားပြဆွေးရမယ်ဆိုရင်တော့ညိုရောင်ပါတော့ဝစ်စားတွေကိုဝစ်စင်ပါတဲရရတဲ့အခုညွန်ကြားပြဆွေးရမယ်ဆိုရင်တော့ပေါင်မုတ်ထောပဲ့တုံ၅ချက်အမွေးတိုင်း၅တိုင်းမြတ်စွာဘုရားကိုကတ်လူပူဇော်ထူတန်းပါ ဒါဆိုရင်တော့လူချင်းမင်းတို့မှာကြုံတွေ့ရမယ်။ကံစားတာညံ့ခိုက်ပြီးပြေပြောက်ပြီး ကောင်းကျိုးချမ်းသာမင်္ဂလာတွေရောက်ရှိစေမှာပဲဖြစ်ပါတယ်ဗျ။ကျွန်တော်ကတော့ဖိုက်အောင်လင်းပါဗျ။လူချင်းမင်းတို့အနေနဲ့ဒီဗီဒီယိုဖိုင်လေးကိုဘယ်မျိုးဘယ်တိုင်းဘယ်ရက်ွက်ဘယ်ပြည်နဲ့ဘယ်နိုင်ငံနေကြည့်ရှုအားပေးနေတယ်ဆိုတာကိုလည်း comment box မှာရေးပေးခဲ့ပါဦးဗျ။မြစ်တာဘူဆူတောင်းပေးခြင်းလို့ပါ သာသာပရိသတ်သမီးတွေအတွက်တပတ်စာတဲတော့ကကြမှာကိုဖန်ကြားပြဆိုပေးမှာဖြစ်ပါတယ်။သာသာပရိသတ်သမီးကဒီချိန်ဒီကာလမှာတော့အိမ်မှာအနေနဲ့ပါလိမ့်မယ်။အပြင်မှာလှုပ်ရှားသွားလာတာတွေများတတ်တဲ့အချိန်ဖြစ်ပါတယ်။အိမ်ဆောင်နဲ့နဲ့ရန်ဖြစ်ထားတဲ့ဆိုတဲ့ကိန်းကနဲမျိုးကိုရှောက်လို့နေပါလေဗျ။ဩဇာပစည်းနဲ့ပတ်သက်တဲ့ကိစ္စလေးတွေမှာတော့ကြောက်ကောင်းကြောက်မြတ်တန်ဖိုးကြီးရဲ့ကြောက်တွေဝင်လာတတ်ပါတယ်။ ကားကောင်းကားတန်တွေဝင်လာတတ်တဲ့အချိန်ဖြစ်ပါကွန်ပျူတာတို့ကင်မရာတို့လည်းဝင်လာတတ်တဲ့အချိန်ဖြစ်ပါလေမိတ်ဆွေပေါင်းတဲ့ကရရလဝပါတဲ့သူတွေကိုကောင်းကျိုးပေးတယ်၎င်းတို့နဲ့ပူးတွဲပေါင်းဆက်တဲ့အလုပ်တွေစင်ပြေပါလိမ့်မယ်အောင်မြင်ပါလိမ့်မယ်တိထားမဲ့နေ့နဲ့နေရစစစစညာနံပဲပါတဲ့သူတွေကိုတော့တိထားရှောင်ကြဉ်ရမှာဖြစ်ပါ ၎င်းနည်းနဲ့တည်းကကိုယ့်ဘဝမှာမကောင်းပြောဆိုခြင်းမကောင်းကြံစီခြင်းတွေပြုလုပ်ဆောင်ရွက်ပါလိမ့်မယ်။သာသမီနဲ့ပတ်သက်တဲ့ကိစ္စနာမည်ကုန်သတင်းရမယ်အောက်လက်ငယ်သားနဲ့ပတ်သက်တဲ့ကိစ္စကောင်းကျိုးခံစားရ။ကောင်းဝယ်ဖို့ရည်ရွယ်ထားတဲ့သူတွေ6ရက်အတွင်းဝယ်ပါဗျ။ခြေနဲ့ပတ်သက်တဲ့ကိစ္စ sorry ပါ ရှန်နေနောက်ရှန်နဲ့ပတ်သက်တဲ့ကိစ္စရှန်ရှိလားလို့မင်းရှိပါတယ်ကိုယ့်ရဲ့အောင်မြင်မှုကိုယ့်ရဲ့တိုးတက်မှုကိုမနာလိုလို့တိုက်ခိုက်နှောက်ရှက်တဲ့သူရှိပါတယ်ရှင်နဲ့ပတ်သက်တဲ့ကိစ္စအိမ်တော်ကြီးနဲ့ပတ်သက်တဲ့ကိစ္စမပေါင်းတက်လက်ပေါင်းတက်လက်ဆိုတဲ့ကိန်းဂဏန်းမျိုးကိုရောက်လို့နေပါတယ်ကျမ်းမာရေးနဲ့ပတ်သက်တဲ့ကိစ္စအစာအိမ်ဦးလန်းကျောင်းနဲ့ပတ်သက်တဲ့ယောဂါတွေဖြစ်တတ်ပါတယ်ခါနာခါကြိုက်တွေဖြစ်တတ် ဘုဒ္ဓဘာသာကိုးကွယ်တဲ့သူတွေအတွက်ဒိဋ္ဌံပတိတစ်မျိုးကိုညွှန်ကြားပြဆိုရမယ်ဆိုရင်တော့ဗုဒ္ဓအောင်ပြီဆိုပြီးတော့ဒီနေ့ကိုပတိ၅ဘက်ဆေကမှာဖြစ်ကံတရားအကောင်းဘက်ကိုဥတီပြောင်းလဲနေတာ100%ရှိလလဘာနဲ့ပတ်သက်တဲ့ကိစ္စတွေကတော့900လို့9000လို့9000လို့9သိန်းလို့သိန်း90လို့သိန်း900လို့သိန်း9000လို့သိန်း9000လို့ဝင်လာတက်တဲ့အချိန်ဖြစ်ပါ တပတ်စာလက်ကြီးကတော့ညွန်ကြားပြဆိုရမယ်ဆိုရင်တော့အဝါရောင်လို့အနီရောင်လို့တွဲဆက်ထားတဲ့ကာလာတွေဝစ်ရှင်ခြင်းအားဖြင့်ကိုယ့်ဘက်ကနေကန်တာစီရမယ်ကန်ခွင့်လန်းကောင်းရမယ်ကိုပြောတဲ့စကားတွေအောင်မယ်တဖက်လူပို့ပဲပါလာမှာပဲဖြစ်ပါတယ်တော့ရေရာတစ်ခုကိုညွန်ကြားပြဆိုရမယ်ဆိုရင်တော့လမ်းမှာတွေ့တဲ့ခွေးတွေခွေးလင်းတွေကိုမကြာခဏအစာကျွေးပြီးဆူတောင်းပါ ဒါဆိုရင်တော့လူချင်းမျိုးမှာကြုံတွေ့ရမယ်။ကံစားတာညံ့ခိုက်ပြီးပြေပြောက်ပြီးကောင်းကျိုးချမ်းသာမင်္ဂလာတွေရောက်ရှိစေမှာပဲဖြစ်ပါတယ်ဗျ။ကျွန်တော်ကတော့ထိုက်အောင်လင်းဖြစ်ပါတယ်။လူချင်းမျိုးအနေနဲ့ဒီဗီဒီယိုဖိုင်လေးကိုဘယ်မျိုးဘယ်တိုင်းဘယ်ရက်ွက်ဘယ်ပြီးနဲ့ဘယ်နိုင်ငံကနေကြည့်ရှုအားပေးနေတယ်ဆိုတာကိုလည်း comment box မှာရှင်းပြခဲ့ပါအောင်ဗျ။မြစ်တာဖို့ ဆုတောင်းပေးခြင်းလို့ပါတောက်ကြသားသမီးအတွက်တပတ်စာတဲတော့ကံကြပါဦးဖတ်ကြားပြဆိုပေးမှာ ဖြစ်ပါတယ်တောက်ကြသားသမီးဒီချိန်ဒီကလာမှာတော့လူမျိုးချနဲ့ပတ်သက်တဲ့ကိစ္စနိုင်ငံရေးချနဲ့ပတ်သက်တဲ့ကိစ္စအကူညီကောင်းအဆောင်မကောင်းတွေရတတ်တဲ့ချိန်ဖြစ်ပါတယ်နိုင်ငံခြားသွားမဲ့သူတင်မောတက်မဲ့သူရဲရဲသာသွားပါဗျာ ဟောစာပစ္စည်းနဲ့ပတ်သက်တဲ့ကိစ္စတွေမှာတော့အိမ်သစ်ဝင်ခြင်းစာအုပ်သစ်ဝင်ခြင်းဆိုင်ကမ်းသစ်ဝင်ခြင်း integration ဘိုင်းတွေပြုပြင်ပြင်ဆင်မိုးမှန်ရခြင်းတွေကြောင်းရတဲ့အချိန်ဖြစ်ပါတယ်မိမိမိတ်ဆွေပေါင်းတဲ့ကပါဖပပမနာမည်ပါတဲ့သူတွေကိုကောင်းကျိုးပေးတယ်၎င်းတို့နဲ့ပူးတွဲပေါင်းဆက်တဲ့လုပ်တွေအောင်မြင်ပါလိမ့်မယ်ဖြစ်ထွန်းပါလိမ့်မယ်တတိယအမေနေ့နဲ့ဒီတခါတည်းမှာလိုက်မယ် R E U A O အောင်လို့အေးလို့ဤလို့ပါတဲ့သူတွေတတိသားရှောင်ကြရမှာဖြစ်ပါတယ်။ကာသမီနဲ့ပတ်သက်တဲ့ကိစ္စလွတ်ထားလို့မရပါဘူး။အောက်လက်ငသားနဲ့ပတ်သက်တဲ့ကိစ္စမျက်စိတောက်ထောက်ကြည့်နေဖို့လိုအပ်ပါတယ်။ကားဝယ်ဖို့ရည်ရွယ်ထားတဲ့သူတွေကတော့73ရက်ကျော်မှဝယ်ပါဖြတ်။ရန်နဲ့နောက်ချက်နဲ့ပတ်သက်ပြီးတော့ကိုကတော့ရန်မလို့ကို့ရန်လို့တဲ့သူတိုက်ခိုက်တဲ့သူစောင့်ကြည့်တဲ့သူနှစ်ယောက်ရှိပါတယ်။ ခြေရည်နဲ့ပတ်သက်တဲ့ကိစ္စအိမ်တော်ရေးနဲ့ပတ်သက်တဲ့ကိစ္စဒီမှာတော့ချစ်သူရှိသားတွေဆိုရင်တော့အချစ်နဲ့ကြုံရတတ်ပါတယ်အိမ်တော်ရှင်တွေကတော့ပုံဝင်ဆောင်ရတတ်တဲ့ကလေးဝင်ခင်ရှိပါတယ်ဗျဝင်တော်ကလေးအကျိုးပေးပါတယ်ကျမရည်နဲ့ပတ်သက်တဲ့ကိစ္စတွေကတော့အရှည်ပြားနဲ့ပတ်သက်တဲ့ရောဂါလေးတွေဖြစ်တတ်ပါတယ်ခံစားရတတ်ပ ဘုရားဘာသာကိုးကွယ်တဲ့သူတွေအတွက်ဒိဋ္ဌံပိတစ်မျိုးကိုညွန်ကြားပြဆိုရမယ်ဆိုရင်တော့တတ္တေဝမနုဿန်နဲ့အောင်ပြီဆိုပြီးတော့ဒီနေ့ကိုပတိခုနှစ်ပတ်စိတ်ကမှာပဲဖြစ်ပါကံတရားအကောင်းဘက်ကိုဥတီပြောင်းလဲနေတာ85ရာခိုင်နှုန်းရှိပါလက်လာဘာနဲ့ပတ်သက်တဲ့ကိစ္စတွေကတော့တေကနန်းကိုအကြောင်းပြဝင်ပါလိမ့်မယ်တရားတို့တထောင်တို့တသောင်းတို့တသိန်းတို့ တိမ့်တရာလို့တိမ့်တထောင်လို့တိမ့်တသောင်းလို့ဝင်လာတတ်တဲ့အချိန်ဖြစ်ပါတပတ်စာလက်ကြီးကလာကိုညွန်ကြားပြဆိုရမယ်ဆိုရင်တော့အဖြူရောင်လို့အသားရောင်လို့စင်စွဲရောင်လို့အဝါနုလို့ပါတဲ့ဝတ်စားတွေကိုဝတ်ဆင်ခြင်းအဖြစ်ကိုယ့်ဘက်ကနေကံတာစီရမယ်ကံခွန်းလန်းကောင်းရမယ်ကိုပြောတဲ့စကားတွေအောင်မယ်တပတ်လူကိုယ့်ဘက်ပါလာမှာပဲဖြစ်ပါ ေရရတဲ့အခုညွန်ကြားပြဆိုရမယ်ဆိုရင်တော့ကော်ဖီနှစ်ခွက်၊ကိတ်မုန်နှစ်ချက်၊အမွှေးတိုင်နှစ်တိုင်။မြဲစွာဖျားကိုကတ်လူပူဇော်လူတန်းပါ။ဒါဆိုရင်တော့လူကြီးမင်းတို့မှာကြုံတွေ့ရမယ်။ကန်စာတာညံ့ခိုက်ကြည့်ပြေပြောက်ပြီးကောင်းကျိုးချမ်းသာမင်္ဂလာတွေရောက်ရှိစေမှာပဲဖြစ်ပါတယ်ဗျ။ကျွန်တော်ကတော့ထိုက်အောင်လင်းပါဗျ။ လူချင်းမျိုးအနေနဲ့ဒီဗီဒီယိုဖိုင်လေးကိုဘယ်မျိုးဘယ်တိုင်းဘယ်ရက်ွက်ဘယ်ပြည်နယ်ဘယ်နိုင်ငံနေကြည့်ရှုအားပေးနေတယ်ဆိုတာကိုလည်း comment box မှာရှင်းပြခဲ့ပါအောင်ဖြတ်မြစ်တာဖို့စုတော်ပေးခြင်းလို့ပါစနေသားသမီးတွေအတွက်တပတ်စာတဲတော့ကံကြမ္မာကိုဖတ်ကြားပြဆိုပေးမှာဖြစ်ပါတယ်စနေသားသမီးကဒီချိန်ဒီကာလမှာတော့ဖြတ်ခနဲ့ပြောင်းပြီးတော့ကွက်ခနဲ့ကောင်းစီမဲ့ အချိန်တွေကောင်းခွင့်ကောင်းကောင်းကိုရှောက်လို့နေပါတယ်ဗျာကြီးရထားတဲ့လူတွေရဲတင်းနေတာစော်ပြီးတော့ကံစားတာကိုတဖန်ပြန်ပြီးတော့မျက်နှာသာပေးတဲ့အချိန်ကိုရှောက်လို့နေပါတယ်ဗျာဟောစာပစ္စည်းနဲ့ပတ်သက်တဲ့ကိစ္စတွေမှာတော့ရွှေဝင်ခြင်းရွှေထွက်ခြင်းဆိုတာလေးတွေဖြစ်တယ်ပါတယ်မိတ်ဆွေပေါင်းတဲ့ကတာထတဒနာနာမည်ပါတဲ့သူတွေကိုကောင်းကျိုးပေးတယ် တကားလို့နဲ့ပူတွေပေါင်းဆက်တဲ့လုပ်တွေအောင်မြင်မယ်ဖြစ်ထွန်မယ်။သတိထားမဲ့နေတဲ့နေရာရှာရှာလာဝပါတဲ့သူတွေသတိထားရှောင်ကြရမှာဖြစ်ပါတယ်။သာသမီနဲ့ပတ်သက်တဲ့ကိစ္စအရွယ်ရောက်ပြီးသားသူတွေဆိုအဲ့ရန်နေထွက်သွားတာမျိုးတွေကြုံရတတ်တယ်။အောက်လက်ငယ်သားနဲ့ပတ်သက်တဲ့ကိစ္စအဟောင်းတွေထွက်မယ်။အတိတ်တွေရောက်ကားဝယ်ဖို့ရည်ရွယ်ထားတဲ့သူတွေကိုယ့်ရဲ့အတွင်းဝယ်ပါဗျ။ ကာကောင်ကာတန်ကာတစ်ကိုပိုင်ဆိုင်ရမယ့်အချိန်ကိုရောက်လို့နေပါလေဗျာရန်နေနောက်ချက်နဲ့ပတ်သက်ပြီးတော့ရန်ရှိလာလို့မင်းရှိတယ်ကိုယ့်ရဲ့အောင်မြင်မှုကိုယ့်ရဲ့တိုးတက်မှုကိုမနာလိုလို့သူသားစီရင်တိုက်ခိုက်တဲ့သူတွေရှိပါတယ်ခြေရင်းနဲ့ပတ်သက်တဲ့ကိစ္စအိမ်ောင်ရေးနဲ့ပတ်သက်တဲ့ကိစ္စလေးတွေမှာတော့ကွဲလားဆိုတော့လည်းမကွဲဘူးပေါင်းလားဆိုတော့လည်းမပေါင်းဘူး ပွဲမလို့လို့ပေါင်းမလို့လို့လူ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 တွေနဲ့အချိန်ကုန်ဆုံးသွားတတ်ပါလေဗျာ။ဇမကြီးနဲ့ပတ်သက်တဲ့ကိစ္စရခင်အဖြစ်ခဲ့ဘူးတော့အနာဟောင်းယောဂါဟောင်းနေပြန်ပေါ်တတ်တယ်။အာယုံကြောနဲ့ပတ်သက်တဲ့ယောဂါတွေခံစားတတ်။အစိတ်ရှိတဲ့တရားဝါတွေကြိုက်တာခဲတာခံရတတ်တယ်သတိထားပါ။ဒီပြေကံတရားအကောင်းဘက်ကိုဥတီရွေ့ရှားနေတာ 80ရာခိုင်နှုန်းရှိပါဘုရားဘာသာကိုးကွယ်တဲ့သူတွေအတွက်ဒိဋ္ဌံပြီးတစ်မျိုးကိုညွှန်ကြားပြဆိုရမယ်။ဆိုရင်တော့ဝိဇာစာရဏတံမန်တော်အောင်ပြီဆိုပြီးတနည်းကိုပရိသုံးပါစိတ်ကမှာဖြစ်ပါလလဘာနဲ့ပတ်သက်တဲ့ကိစ္စတွေကနှစ်ကနန်းကိုကြောင်းပြုပြီးတော့ဝင်လာပါလိမ့်မယ်။200လို့2000လို့2000လို့2သိန်းလို့3000လို့3200လို့3200လို့3000လို့ဝင်လာတတ်တဲ့အချိန်ဖြစ် တပတ်စာလက်ကြီးကလာညွန်ကြားပြဆိုရမယ်ဆိုရင်တော့အဖြူရောင်လို့အဝါနုလို့ရွှေရောင်လို့ပါတဲ့ဝစ်စားတွေကိုဝစ်စင်ပါဒါဆိုရင်တော့တဖက်လူကိုယ့်ဘက်ပါမယ်ကိုပြောတဲ့စကားတွေအောင်ဒါတော့ရတဲ့အတခုညွန်ကြားပြဆိုရမယ်ဆိုရင်တော့ဝါညွန်လေးညွန်အမွှေးတိုင်းလေးတိုင်းဖျောင်းတိုင်းလေးတိုင်းမြတ်စွာဘုရားကိုကတ္တုပူဇော်လှူဒန်းပါဒါဆိုရင်တော့လူချင်းမျိုးမှာကြုံတွေ့ရမယ်ကံစားရာအញ្ញံခိုက်တီပြေပြောက်ပြီး ကောင်းကျိုးချမ်းသာမင်္ဂလာတွေရောက်ရှိစေမှာပဲဖြစ်ပါတယ်ဗျကျွန်တော်ကတော့ထိုက်အောင်လင်းပါဗျလူချင်းမင်းတို့အနေနဲ့ဒီဗီဒီယိုဖိုင်လေးကိုဘယ်မျိုးဘယ်တိုင်းဘယ်ရက်ွက်ဘယ်ပြည်နဲ့ဘယ်နိုင်ငံကနေကြည့်ရှုအားပေးနေတယ်ဆိုတာကိုလည်း comment box မှာရေးပေးခဲ့ပါဦးဗျမြစ်တာဘူးဆူတောင်းပေးခြင်းလို့ပါ